ဆောင်တစ်ယောက်ဖြစ်နေပြီးတော့ဒီဟေမန်အောင်အောင်ဆိုပြီးနာမည်တစ်ခုဖြစ်လာမှာပြီးတော့ဆုံးသွားတဲ့သူ့ရဲ့အဖေဆုံးသွားတဲ့သူ့အဖေဆိုမြင်ဆိုင်သားအောင်အောင်တကယ်နာမည်ကြီးတယ်ဘာဖြစ်လို့ဒီပတ်ဆက်9000ခွဲလောက်ကိုသူဘာလို့ဒီလိုလုပ်တာရောအခုကျတော့နိမနေ line မတင်ချင်တယ်မတင်ချင်လေစောက်ခီးမဆိုင်ဘူးဆိုတဲ့အခါကျတော့ဟဲဒါမင်းသမီးတယောက်လုံးရမယ့်အလုပ်ရက်လားကို့နာမည်ကိုမထောက်ဘူးဆိုရင်တော့မှာသုံးသွားတဲ့ကို့မိဘရဲ့နာမည်ကိုကိုထောက်တဲ့နယ်လေ အားလုံးပဲမင်္ဂလာပါယူလီရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်ဒီမှာခုတင်ဆက်ပြီးမယ့် video လေးကတော့တစ်ချိန်တုန်းကတော့မင်းသားကြီးမြင်းဆန်တာအောင်ဆိုရင်အားလုံးလည်းသိကြမှာလို့ထင်ပါတယ်ရှင်ဒီမြင်းဆန်တာအောင်ရဲ့သမီးဖြစ်သူမဟိမအောင်ကရင်မွေးကိုဝယ်ခိုင်းပြီးတော့ဝယ်ပြီးတဲ့သူကိုပတ်စံမပေးလို့ဆိုပြီးတော့ဒီမင်းမီတလက်လုံးနေပြီးတော့ကို့မှာအဆင်မပြေဘူးဆိုရင်လည်းဒီအဆင်တက်စာအတွက်နဲ့မမာနဲ့နော် မာပြီလို့သူများကိုဝယ်ခိုင်းပြီးနဲ့ပတ်စံတော့ပေးတဲ့နဲ့ဆိုပြီးတော့လှမ်းတောင်းနေရှင်လှမ်းတောင်းတော့အိမ်ကိုလာယူလို့ပြောနေရှင်လာယူခိုင်းတဲ့အချိန်ကလည်းညကြီးအချိန်မတော်မှလာယူခိုင်းနေဆိုတော့ဒီမကလည်းတော့မယူရဲဘူးနော်တော့မယူရဲလို့ဖုံးဆက်ပြီးတော့ပြောတဲ့အခါမှာညနေလိုင်းပေါ်တင်ချင်တင်မတင်ချင်နေဆိုပြီးတော့မမရဲရန်ကြီးပြောဆိုထားတယ်နော်မင်းမီးတက်လက်ဖြစ်ပြီးတော့အခုလိုမျိုးရိုင်းချိုင်းပြောဆိုတာတော့မဖြစ်သင့်ဘူးနော်ယူလေးတည်းမှဆိုရင်တော့အเจ้าရံပြည်စုံပါပါတယ်ရှင်ညီမနဲ့တူတူဗီဒီယိုလေးဆုံးလေးလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ရှင်ပါတယ်ရှင်တယောက်ဆောင်တယောက်ဖြစ်ပြီးတော့ဘာလို့လှုပ်တာလဲဆိုတာမျိုးအမကမေးချင်တာ တယုံဆောင်ဆိုတာကွာလွယ်လွယ်ကူကူရတဲ့နေရာမဟုတ်ဘူးသိလားတယုံဆောင်တယောက်ဖြစ်နေပြီးတော့ဒီဟေမန်အောင်အောင်ဆိုပြီးနာမည်တစ်ခုဖြစ်လာမှာပြီးတော့ဆုံးသွားတဲ့သူ့ရဲ့အဖေဆုံးသွားတဲ့သူ့အဖေဆိုမြင်ဆိုင်သားအောင်အောင်တကယ်နာမည်ကြီးတယ်ဘာဖြစ်လို့ဒီပတ်စံ5000ခွဲလောက်ကို तू ဘာလို့ဒီလိုလောက်တာရောဘာဖြစ်သွားမှာလဲချမ်းသာသွားမှာလား ချမ်းသာသွားမှလားအမမေးတာဟုတ်တယ်မလားအခက်ခဲဖြစ်နေသူတို့မှအစိုးရအခက်ခဲရှိတယ်သူတို့မှအစိုးရမဟာပေါ့နော်မမနိုင်မမနဲ့လေအမကလည်းသူ့ရောအမဒီရေမွေးဝယ်ပါအောင်ဒီရေမွေးကကျမရောင်းတာပါဆိုပြီးတော့လေအတင်းထိုးရောင်းတာလည်းမဟုတ်အမလည်းမရအောင်ဒီရေမွေးရသူကအကူကြီးတောင်းပြီးအမရောင်းလာကအမဆက်ပြာပဲအမရောင်းလာအမဆက်ပြာဝယ်ရင်ကနေပြီးတော့ဒီရေမွေးလေးလမ်းကြုံဝယ်ပေးပါဆိုလို့ကိုကလမ်းကြုံဝယ်ပေးတာလေ ြေးစုတော်တရားမှာတချို့တွေဆိုရင်လမ်းကျုပ်သွားဝယ်မိုးဘိုးပြရတော့ဘာမှမလုပ်တော့ကိုကမိုးဘိုးလည်းမလို့ချင်ပါဘူးမလေးဘာမှမလို့ချင်ဘူးသူ့ကိုလမ်းကျုံကိုဆက်ပြလေးမှားရင်းနဲ့ဒီရေမွေးလေးနဲ့တွဲပြီးတော့ထည့်ပေးလိုက်တာအခုကျတော့နိမနေလိုင်းမော်တင်ချင်တယ်မတင်ချင်လေစောက်ကြီးမဆိုင်ဘူးဆိုတဲ့အခါကျတော့ဟဲဒါမင်းသမီးတယောက်လုံးရမယ့်အလုပ်ရက်လားဟမ်ကိုကိုနာမည်ကိုမထောက်ဘူးဆိုရင်တော့မှာသုံးသွားတယ်ကိုမိဘရဲ့နာမည်ကိုကို ထောက်တဲ့နယ်လေ အခုကျတော့ပတ်စံကိုအမကကျမဘယ်နားလာယူရမလဲအမအဲ့လိုမလုပ်နဲ့လေကျမကိုပေးလေပါ냐ပတ်စံလည်းပတ်စံလို့ကြည်လာယူလိုက်တဲ့ဖဆာပါလာကိုလာယူည9နာရီနောက်ပိုင်းမှလာယူတဲ့ချိန်နဲ့အချိန်ကိုလည်းကြည့်အောင်ည9နာရီနောက်ပိုင်းကျမမရောက်ဘူးတဲ့အရက်တွေဒါကျမရန်ကုန်မှာသာနေတာဖဆာပါလာဘယ်နားရှိလို့ရှိမှမသိတဲ့သူတယောက်အတွက်ကျမည9နာရီခွဲကျမမသွားရဲပါဘူး ကျမဘယ် delivery ကိုလုပ်မလဲဘယ် delivery မှာပတ်ဆက်5000ကျွဲအတွက်နဲ့တော်ကြအသက်ခံရင်ဘယ်လိုလုပ်မလဲဘယ် delivery မှာလည်းမတော်ပေးဘူးပြီးတော့အဲ့လိုပတ်ဆက်သွားယူအောင်လည်းသူ့ကိုလည်းကျမချီးလိုက်တာမဟုတ်ဘူးဟုတ်တယ်ဟုတ်သူလုပ်တဲ့လုပ်ရကြအရန်ကိုတရားလွန်လွန်အားကြီးတယ်တတော်တရားလွန်တာတကယ်ပြောတာဘာဖြစ်လို့လုပ်တာလဲဘာကြောင့်လဲအခုမပေးနိုင်ဘူးဆိုရင်တော့မှကွာသိရမလားမပေးနိုင်လို့မရဘူးဘာလို့ဆိုသူ့အမအတင်းထိုးရောက်လာမှာမဟုတ်ဘူးသူ့အမကိုလူကြုံလမ်းကြုံဝဲခိုင်းတာဖြစ်တဲ့အတွက် ဒီရေမွေးကိုလမ်းကြုံဝဲခိုင်းတာဖြစ်တဲ့အတွက်ကိုသူ့မှာပတ်စံရှိတော့မှလမ်းကြုံဝဲခိုင်းလေပတ်စံမရှိဘဲနဲ့လမ်းကြုံမဝဲခိုင်းနဲ့လေဟုတ်တယ်ဟုတ်အခုကဘာလို့ပတ်စံလည်းမရှိဘဲနဲ့သူများကိုဝဲခိုင်းတာပြီးတော့ဟိုဘက်မှာအခက်အခဲဖြစ်သွားလို့လေဟိုဘက်မှာပဲအခက်အခဲဖြစ်ဖြစ်ဘမာပဲအခက်အခဲဖြစ်ဖြစ်သူကျမကိုဖြေရှင်းပေးရမယ်လေဟဲ့အားနာစရာကြီးဟဲ့ငါတို့စောအီကိုဟဲ့ငါရေမွေးရေမွေးလမ်းကြုံမှလည်းတာအကောက်မှလို့ငါပေးရမှာဟဲ့အားနာစရာကြီးဆိုပြီးအားနာနေရမှာအားနာပြီးတော့ကိုသားဆိုရင် တခြားအခက်ခဲရှိနေမှာဒီလိုလိုအားနာရမှာလေသူ့ကိုထိုးရောက်လာလည်းမဟုတ်ဘာလည်းမဟုတ်ဘယ်နဲ့ तू ကလမ်းကြုံဝယ်ခိုင်းလို့ဝယ်ပြီးတော့လေပို့လဲပို့ပေးလိုက်ရသေးတယ်ဟမ်လမ်းကြုံလားဆိုတော့မှဟိုလိုတွိုင်းလိုင်းကြုံတာမဟုတ်ဘူးတော့ဒီစောဤဆက်ပြအောင်မှားတာကိုဆက်ပြအောင်မှားရင်လည်းရေမွေးလေးထည့်ပေးပါဆိုလို့ကို့မှာကို့ကားကို့ထုတ်ပြီးတော့တကူးတကသွားဝယ်ပေးပြီးတော့မှဆက်ပြနဲ့အတူတူပေါင်းထည့်ပေးလိုက်တာအခုလည်းကြလည်းကြာတော့ကျမဆောက်ပြီးမဆိုင်ဘူးဆိုပြီးကျမစာရီလည်းဝင်မဖတ်တော့ဘူး55000ကျွဲလည်းမပေးတော့ဘူး ဟင်မအောင်အောင်တိလာဘာကြောင့်ကွယ်တလောက်တောင်များလာနေရတလေကွယ်ရွှေပုံစားလူလာငွေပုံစားလူလာဆိုပြီးတော့အေယာနဲ့ကေတီပန်ကြော်ညာတာလေအဲ့ဒီတည်းကဟေမန်အောင်ပါရှင်တယုတ်ဆောင်ဟေမန်အောင်ကွယ်အဲ့လိုလောက်တာပါရှင်စိတ်တက်တည်းကတတော်ကြီးကိုစင်ပြေပါစေစင်ပြေပါစေပဲကျမဆူတောင်းပေးပါကျမတို့က9000ကျော်ရတကယ်ဘာမှမဖြစ်ဘူးဒါပေမဲ့လှုပ်ရက်လို့ မင်းသမီးတယောက်ဖြစ်ပြီးဒီလိုလှုပ်ရက်လို့ဟုတ်တယ်နော်မင်းသမီးတယောက်ပဲဖြစ်ဖြစ်ဘလူပဲဖြစ်နေဖြစ်နေနော်ကိုကသူများကိုလမ်းကြုံတခုတခါဝယ်ခိုင်းနေဆိုရင်တော့ဘလူအခက်ခဲပဲရှိရှိပတ်စံကပေးတင်လာနော်အခုလိုမျိုးပစ္စည်းရောက်လာပြီမှာမျက်နှာလည်းကဲပြစ်တော့မလောက်ထားတင်ဘူးနော်ဒီမတ်ဟိမန်အောင်ကလေဒီစောကြီးဆက်ပြရဲ့အမာခံပြိသက်အမှန်ဒါပေမဲ့ तू အမာခံပြိသက်ဖြစ်တာနဲ့ तू ငါ့ကိုလှုပ်ချင်နိုင်လို့လို့ရလားဟမ်ငါငါရဲ့ဆက်ပြာကိုဝယ်သုံးနေသူဒူးနယ်တေးရှိတယ်။အဲ့ဒီဒူးနယ်တေးတွေအေးကငါရဲ့အမာခံပြိတ္တဖြစ်တာလေငါ့ကိုသူတို့လှုပ်ချင်တယ်လို့လို့ရမလား။ ဟမ်လူကျင့်ဝတ်လေငါလည်းသူငါဆက်ပြောက်ဒီလောက်အားပေးနေတယ်ကစတမာမဟုတ်လို့သူငါ့ကိုလမ်းကျဝယ်ခိုင်းတဲ့ရင်မွေးကိုငါဝယ်ပေးတာပေါ့ငါဟာငါသာဆိုရင်ဝယ်ပေးပါမလား ငါငါဒီတိုင်းဘာမှငါငါပေါ်မှာကျေးဇူးခံကျေးဇူးသားမရှိတဲ့သူတယောက်ကိုဒါငါသူကျေးဇူးရှိတယ်နော်ကျေးဇူးရှိလို့လေညာတိုင်းငါရဲ့ soy ဆက်ပြောင်းဒီ soy ဆက်ပြောင်းဝယ်သုံးနေတဲ့ customer တိုင်းကိုလည်းမေတ္တာပို့တယ်ချမ်းသာပါစေချမ်းသာပါစေငါအမြဲတမ်းအမျှပေးတယ်မှန်တာပြောချမ်းသာပါလို့ကြီးငါအမြဲတမ်းမေတ္တာပို့တယ်အေးအဲ့လိုမျိုးပဲအဲ့လိုကျေးဇူးရှိလို့လေသူငါ့ကိုအခုရေမိုးသွားဝယ်ပေးလို့ပြောတဲ့အချိန်မှာငါဝယ်ပေးတာလေ ီတိုင်းဘလိုင်းတော့ဒီတိုင်းဘလိုင်းဟဲ့ညီမလေးအမောက်ဒီရေမှုတော့ဝယ်ပေးပါလားလို့ပြောရင်ငါစဉ်းစားမှာပေါ့ဘာဖြစ်လို့ဆိုငါကအစီကုံငါကဒီစီကုံခံပြီးငါရေမှုတော့ဝယ်ရတာငါရေမှုဆိုင်မှာလှုပ်လှုပ်နေတယ်မိမလည်းမဟုတ်ဘူးလေဟမ်ငါပေါ်မှာသူဒီလိုမျိုးငါဆက်ပြအောင်အများတိုင်းအားပေးနေတဲ့ customer မဟုတ်လို့ကိုင်းကျုံမီကျုံကိုင်းမီဆိုပြီးတော့ငါလည်းဩကိုယ့်ရဲ့ဆက်ပြလေးနဲ့တူတူရေမွေးပလင်းလေးပါ ်ဟောပါသွားပါစီဆိုတဲ့စိတ်နဲ့ငါးဝယ်ပြီးတာလေဒါပေမဲ့လူချင်းဝင်မှာသူများကိုဝယ်ခိုင်းပြီးပတ်စံပြန်ပေးရမယ်ဆိုတဲ့ဟာလူချင်းဝင်မှာရှိတယ်เนาะအများကြီးမပြောနဲ့ငါတို့မီတာငါတို့အစိုးရရှိရာမီတာတွေတုံးနေငါတို့အများနဲ့စောင်းနေရပဲငါတို့ဆိုသူတို့နဲ့အမလေး big customer တွေ rare customer တွေရောဖြစ်နေတော့ပြီတလားတလားငါတို့တုံးသမားတွေငါတို့စောင်းနေရတာပဲဒါပေမဲ့ဒီလာတော့ငါတို့ရှော်လိုက်မယ်ဟေးငါတို့နေလို့ရှိမှငါတို့အစိုးရကအများကြီးအားပေးနေရတယ်အမာကန်ပြိတ္တကြီးပါဆိုရှော်ရလား နစ်မီတာပုံတစ်ခါချက်ချင်းလာဖြတ်သွားမှာမဟုတ်ဘူးလားရလားလူကျင့်ဝတ်လေငါ့ကိုငါပေးချင်ငါပေးလိုက်မယ်ငါတောင်းခွဲနေမဟုတ်ဆယ်သိန်းနဲ့ငါပေးချင်ပေးမယ်တသိန်းနဲ့ငါပေးငါလူချင်းလူလိုက်မယ်ဟာပြောချင်တယ်ငါတထောင်နဲ့လူချင်းလူလိုက်မယ်ဟာတပေါင်းနဲ့လူချင်းလူလိုက်ဒါပေမဲ့ငါငါ့ကိုဝယ်ခိုင်းတာလို့ပြောရင်ပေးကိုပေးရမှာလေဝယ်ခိုင်းတာဝယ်ခိုင်းတာပဲနော်ပေးမတူဘူး ရောချလို့မရဘူးရှော်ချလို့မရဘူးပြီးတော့ပြောစကားကိုမပေးနိုင်သေးဘူးဆိုရင်လည်းကောင်းကောင်းမွန်မွန်ပြောလေငါ့ကိုလာပြီးစောက်တင်းနဲ့ပြောတာနဲ့လာမလုံးနဲ့လေအခုငါစာတွေကိုဖတ်တော်မဖတ်ဘူးနင်းစုံရောငါနေရာမှာတန်းကြီးခံပါလားငါလည်းသွေးနဲ့သားနဲ့ပဲပို့ထုစင်ပဲငါလည်းတော်ရုံပဲတန်းကြီးခံနိုင်တယ်ပြီးတော့ငါအိမ်မှာငါလည်းတဝူးတိသောသမီးဘိုးပဲတိလားဘိုးပဲအဲ့တော့ငါလည်းသူတဘာသူကိုတန်းကြီးခံတယ်ဆိုတာငါတော်ရုံပဲတန်းကြီးခံနိုင်ပါငါ့ကိုလာပြီးအဲ့လိုမျိုးလာလို့လို့မရဘူးလေ နည်းနည်းပါးပါးလေးစဉ်းစားကြည့်ပါအောင်နင်းဆိုရောလက်ခံပါလားဟုတ်တယ်အမကန်ပြိတ္တငါအခုချိန်ကြီးလည်းပြောတယ်ငါဒီစောကြီးဆက်ပြအောင်သူဒီအားပေးတယ်ငါ့ကိုအခဲပေါင်းများစွာအားပေးတယ်ငါကျင်းစုများအိုက်တင်တယ်ထိုင်ရှိခိုးဆိုလည်းဆက်ငါထိုင်ရှိခိုးလို့ရတယ်ငါဆက်ပြအောင်အားပေးတဲ့အတွက်ဒါပေမဲ့အဲ့လိုမျိုး အားပေးရတယ်အဲရေမွေးဝယ်ပြီးတော့ရေမွေးဖို့မပေးနိုင်တော့ဆိုတာမျိုးလုပ်လို့မရအောင်ပြီးတော့အခက်ခဲရှိလို့ရှိရင်မမာနဲ့လေဟိုကသူကပြီးတော့ပတ်စံလက်ထဲမှာတကယ်ရှိမှမှာနေအခုကလက်ထဲမှာလည်းပတ်စံမရှိဘူး မရှိရင်ဒီရေမွေးတော့ဘာလို့ဆိုအစင်တန်းစာလေးမစွတ်ရလို့ဘာမှမဖြစ်ဘူးတကိုရေတန်ရှင်းတေချာလုပ်လို့ရှိရင်ဒီရေမွေးမစွတ်ရလဲဘာမှမဖြစ်ဘူးအခုကသူကလက်ထဲမှာလည်းပတ်စံကြည့်ပဲလေဝါမရှိရနဲ့ဝီးလုပ်ပြီးတော့ရေမွေးကြတော့မှားတယ်ငါကြတော့မပေးတဲ့အပြေကိုငါ့ကိုစောက်တင်နေပြောတယ်ငါစာတွေကိုမဖတ်ဖဲနဲ့နေတယ်မင်းမီးတက်လက်ဖြစ်ပြီးတော့ခုလိုလောက်ရမျိုးတော့မလုပ်သင့်ဘူးနော်ကိုကသူ့နာပစ္စည်းအများတန်းဝယ်နေတယ်ဆိုရင်တော့မှ မာလိုက်တဲ့ပစ္စည်းကိုတော့ပေးတင်နေရှင်ဒီဗျူတဲ့အမဆိုရင်လည်းရင်မိုးဝယ်ခိုင်းလို့သူ့ပတ်စံကိုစိုက်ပြီးတော့ကိုဝယ်ပေးတာနော်ဝယ်ပေးပြီးတဲ့အချိန်မှာပတ်စံလမ်းတောင်းတဲ့အချိန်မှာလာယူလို့လည်းပြောတယ်ရှင်လာယူခိုင်းတဲ့အချိန်ကလည်းအချိန်မတော်ဖြစ်နေတော့ဒီမလည်းမသွားရဲဘူးဒီမတ်ဟေမန်အောင်ရဲ့အဖေဟာဆိုရင်လည်းနမကြီးမင်းသားတက်လက်ဖြစ်ခဲ့တဲ့မြင်းဆိုင်သားအောင်အောင်နော်နောက်ပြီးတော့မင်းနမီတက်လက်ဖြစ်နေပြီးတော့မင်းနမီတက်လက်ရဲ့အနေထားနဲ့ခုလိုမျိုးပုံစံမလုပ်တဲ့အောင်နော် ကိုမှာပတ်စံမရှိဘူးအဆင်မပြေဘူးဆိုရင်တော့ကိုရဲ့နာမည်ဂုံတိတ်ခါလေးနဲ့တော့နေထိုင်တဲ့နယ်ရှင်သူများကိုလည်းမာရီရဲ့မမတ်ရင်ရင်တော့မပြောသင့်ဘူးเนาะညီမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင့်နောက်ဗီဒီယိုလေးဒီမှာပြန်လည်ဆုံတွေ့ကြမှာရှင့်